အမရွေရေပေါ့နော်ဒီ fashion design နဲ့ပဲမှာဆိုလို့ရှိရင်ပေါ့နော် pattern နဲ့ cutting နဲ့ကအတူတူပဲလား pattern ကောင်းမှ cutting ကောင်းတာလား cutting ကောင်းမှအဲ့ဒီပုံထွက်လာမှာလားဆိုတဲ့အချက်လေးကိုတော်တော်များများတွေ့ရရပေါ့နော်အဲ့တော့တချို့ဆိုလဲဒါကိုမသိရခါကြတော့ကိုယ့်ရဲ့အင်ကြီးက cutting ကောင်းတယ် cutting ကောင်းတယ်ကြီးပဲထိုင်ပြောနေလို့မရဘူးပေါ့နော်အရေးကြီးဆုံးအချက်ကတော့ပါလဲဆိုတော့ pattern ပါအဲ့တော့ pattern မဆွဲခင်မှာအမောက်အစင်သမှတ်ချက်လေးမှပြပြပေးမယ်ပေါ့နော် pattern မဟုတ် pattern တစ်ခုကိုဆွဲတော့မယ်ဆိုရင်အရေးကြီးဆုံးပါလဲကိုယ်တိုင်းရင်နောက်တစ်ခုကကြတော့ site ချက်ကြီးပေါ့နော် what ready to wear line နဲ့သွားမယ်ဆိုရင်တော့ site ချက်ပေါ့ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ပဲသွားမယ်ဆိုရင်တော့ကိုယ်တိုင်း င်းနေလိုရတယ်ပေါ့နော်အဲ့ဒါပြီးမှမော်ဘယ်ရဲ့ပုံသိမ်းတွေ့ချက်ချားတွေတွေ့ချက်တဲ့ပုံစံတွေကိုတွက်ပြီးတော့မှမပတ်တန်ကိုသေးသေးချာချာလေးဆွဲရပါပေါ့ဥမာဒီအင်းကြီးတစ်ထည်ကိုကိုကယူရောက်မယ်ဆိုလို့ရှိရင်ပတ်တန်ကိုသေးချာလေးဆွဲထားမှရမယ်အဲ့ဒီအချိန်မှာပတ်တန်မိတ်ကဒါတကယ်ကောင်းတယ်ဆိုလို့ရှိရင်ဥမာပေါ့ကိုရဲ့ဝါနေတဲ့ဘိုင်နာမှာရှိရဲ့အစီလေးနားတွေမှာဘလို့ချက်ကက်နေရမလို့ထောက်လေးကစားလိုက်မလဲရင်သေးသေးလေးရှိရဲ့သူကိုရင်လေးအလုံးလုံးကြွကြွလေးဖြစ်အောင်လို့ဘာလေးထပ်ပြီးအစားထိုးပြီးတော့ဖြည့်လိုက်ရင်ကောင်းမလဲဟဟလာဒါပတ်တန်မိတ်ကတယောက်ရဲ့တောင်းဝင်နေဖြစ်တယ်အဲ့ဒီအချိန်မှာအဲ့လိုမျိုးပတ်တန်မိတ်ကလုံးဝ perfect ဖြစ်အောင်ဆွဲထား ားပြီးသားပဒံကတ်ကြီးပဒံအချက်ကြီးကိုကတင်သမားညှက်တာပါတန်မိကာကတေးသေးကြကြဆွဲပေးလိုက်တဲ့အိယာတေးသေးကြဆွဲပေးလိုက်တဲ့ပဒံချက်ဒီကိုကတင်သမားကပိတ်ပေါ်မှာပြန်ခင်းရတာအဲ့နေရာမှာကတင်သမားကသူ့ဆွဲပေးလိုက်တဲ့အတိုင်းမလုပ်ဘဲနဲ့ဟိုနေရာကိုဖြတ်ပို့ဖြတ်မိလိုက်တာမလို့ပို့ထည့်ပေးလိုက်မိတာမျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီပုံထွက်ကောင်းကောင်းရမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့တခုရှိတာပဒံသမားကတေးချာမဆွဲလိုက်တဲ့အရာကိုကတင်ခုံပေါ်ရောက်မှလဲဟိုလုံးဝတီတီဖြစ်အောင်လဲလုံးလို့မရဘူးပေါ့နော်ဒါကြောင့်မလို့ပဒံကပဒံပဲကတင်ကကတင် မယ်ပတံကောင်းမှကတင်ကောင်းမှပါပတံမကောင်းဘဲနဲ့အိမ်ကြီးပုံထွက်လာလာမရပါဘူးဥမာပေါ့ပတံကတိတ်ပြီးတော့မကောင်းဘူးပုံမှန်လေးလောက်ပဲရှိရယ်ဆိုရင်မှအိမ်ကြီးကအရင်ရုပ်ဆိုးသွားစရာအကြောင်းမရှိဘူးပေါ့တော်တော်လေးဆိုရဲ့အနေထားဆိုရင်တော့အမှမပြောဘူးပေါ့နော်ဒါကြောင့်မလို့ပတံမေကာကပတံမေကာတည်တံပါပတံကောင်းမှသေချာမှတ်ထားမှာပါလဲဆိုတော့ပတံကောင်းမှကတင်ကောင်းမှပါအဲ့တော့ပတံကောင်းမှသာလေးလဲအိမ်ကြီးပုံထွက်ကောင်းကောင်းရမှာပါအရေးကြီးဆုံးဒီပတံမေကာပါပတံမေကာအရင်အရေးကြီးပါတယ်ကတင်သမားကတော့ဘယ်လိုလဲဆိုတော့အမှ rate 2လိုက်မှဆိုရင်တော့သူ့ရဲ့ပညာကပို့ပြီးတော့လဲတရားနဲ့တရားတော့ ့မတူကြဘူးဟာလာနယ်ပယ်ဆိုတော့နယ်ပယ်တစ်ခုတည်းပဲရှိနေတယ်လောက်ရတဲ့ process တွေမတူဘူးလောက်ရတဲ့ teamwork တွေမတူတဲ့အခါကျတော့ तू ကဒီဥမာပိတ်ကြီးခင်းလိုက်တယ်ခုံပြီးမှာပေါ့နော်ခင်းလိုက်တဲ့အချိန်မှာ तू ကအထည်တွေဘလောက်ထွက်အောင်လုံနိုင်လဲဆိုတာသူ့ရဲ့ပညာပေါ့နော်အဲ့တော့ပက်ဒမစ်ကအရင်အရေးကြီးဆုံးပါပဲသူ့ရဲ့အဲဒီဒီပေါ့နော်အမပြမယ် အဲဟောဒီလိုမျိုးပေါ့နော်ဒီ site guide တွေမှာ तू ကမြင်းလိုင်းတွေကိုတေချာဆွဲပေးရမယ်เนาะဒါပက်ဒမစ်ကဆွဲဟုတ်ဆွဲပေးရတယ်အဲ့ပက်ဒမစ်က तू ဘယ်လိုဆွဲကျင်လဲဆိုတာကို तू ပဲသိဆုံးပဲဖြစ်တော့ဒီပုံမှာဆိုလို့ရှိရင်လည်းမြင်းလိုင်းတွေဟလာမောပိတ်ကြောအထက်လာကန်လန်လာအဆွေလာစသဖြင့်ပေါ့နော်ဒါတွေအားလုံးကိုလည်းပက်ဒမစ်ကပဲလုပ်ပေးရတာပေါ့နော်အဲအကြောင်ပက်ဒန်ကောင်းမှကတ်တင်ကောင်းတာပါအဲ့တော့အဲကတ်တင်ကောင်းမှလည်းအင်းဒီပုံထွက်လာတာပေါ့နော်အဲ့တော့အားလုံးကကြတော့ထင်းမောတစ်ခုအနေနဲ့သွားမယ်ဆိုရင်ပက်ဒမစ်ကရှိမယ် ကတင်ရှိမယ်စူရင်ပိုင်းဒီရဲ့ process တွေကို run ပေးဖို့အတွက် production ပိုင်းပေါ့နော်အဲ့တော့စူရင်ရှိမယ်ဒီအုပ်စုသုံးစုလုံးကပေါ့နော်တညီတညွတ်ထဲအဲလုံနိုင်မှာဒါလေအမောအထေကောင်းတစ်ထေကိုရမှာပေါ့နော်ဒါလေးကကြတော့မှ knowledge sharing လေးကိုတီးတီးတန်းတန်းလာပြီးပြောပြရပေါ့နော်ဒါကြောင့်မလို့ pattern နဲ့ getting အတူတူပဲလားဆိုတော့မတူပါဘူးเนาะလောက်ရတဲ့ process တွေလည်းမတူပါဘူးအဲ့တော့အရေးကြီးဆုံးကတော့ pattern တွေကအရေးကြီးဆုံးပါတယ်ဟို process တိုင်းကတော့အရေးကြီးပါတယ်ဒါပေမဲ့ pattern တွေကတော့အခေရပေါ့နော်အခေရဆိုတာသူကအရေးကြီးဆုံးပဲသူတတ်မှတ်ချက်တွေပေါ်မှာမူတည်ပြီးတော့ getting တမားညှက်ရ တာအဲ့ကတင်သမားရဲ့အတ္တမချက်တွေပေါ်မှာမူတည်ပြီးဓာရလိုင်းနေရာစားချုပ်တဲ့ပိုင်းကပြန်ပြီးတော့သွားရတာပေါ့နော်အရေးကြီးဆုံးကတော့အမားတို့ရှိမှာဆိုလို့ရှိရင်ပက်တန်ဒီတည်တံ့လာအပ်တဲ့ခါကြလို့ရှိရင်အမောက်ကဘယ်နားတွေမှာဆိုလို့ချုပ်တဲ့ပိုင်းနေရာစားအမောက်အသေးစားလေးစီစဉ်ပေးရပေါ့နော်ဘယ် point 1 2 3 4 5စသဖြင့်ပေါ့နော်အဲဘယ်ချက်တွေပြင်ဘယ်ချက်ချုပ်ရမလဲဘယ်ချက်ပြင်ဘယ်ချက်ချုပ်ရမလဲဆိုတာအရာအစအမောက်ကဒီ process တစ်ခုကို run ဖို့အတွက်ထိပါအမောက်ကလုပ်ပေးလိုက်တာပေါ့နော်အမောက်ဒီနယ်ပယ်မှာဆိုတော်တော်များများတွေ့ရတယ်ပက်တန်ဆိုပက်တန်ကြီးပဲဒီလိုမျိုးလှုပ်ထုတ်လိုက်တာမျိုးမဟုတ်ပဲနဲ့ပေါ့နော်ကိုယ့်ရဲ့ brand owner ကတကယ်တော့တက်ကြွန်းပြီးတော့ဒီနယ်ပယ်က ားလို့ဆိုရင်တော့ပြဿနာမရှိပေမဲ့ဒီနယ်ပယ်ကမဟုတ်တဲ့သူတွေဆိုလို့ရှိရင်သူ့ကိုဒီပတ်တံကတ်ကြီးပေးလိုက်ရင်တောင်မှဘလို့ညှက်ရမလဲဆိုတာသူလုံးဝမသိပါဘူးဒီချက်တွေပေါ်မူတည်ပြီးကိုကပတ်တံမိကတူအနေနဲ့ရက်တည်တော့မယ်ဆိုလို့ရှိရင်တော့အမကူနာပြောခဲ့သလိုမျိုးပေါ့နော်ကိုတောင်ဝင်ယူရတဲ့အပိုင်းကိုတောင်ဝင်ယူထားတဲ့အပိုင်းကိုတကယ်ကိုတောင်ဝင်ယူမှုရှိစွာနဲ့အလုပ်လုပ်ဖို့တော့အမအနေနဲ့အကြံပေးချင်ပါတယ်ဒါကြောင့်မလို့အဲအမဒီနေ့ပြောပေးတဲ့ knowledge sharing လေးရာတစ်ခုရပ်သွားမယ်အမပြောတယ်ပတ်တံကောင်းမှ getting ကောင်းတာလား getting ကောင်းမှအင်ကြီးပုံထွက်လာတာလားဆိုရဲဒီ video file လေးကအားလုံးအတွက်အကျိုးရှိမယ်ဆိုလို့ရှိရင်အမရဲ့ဒီ video file လေးရဲ့ comment မှာကို ဘာတွေရလိုက်လဲဆိုတဲ့အရာလေးကိုကိုမန့်လေးရေးသွားပေးနော်ဒါဆိုလို့ရှိရင်အမနဲ့တူတူနောက်ထပ်ဗီဒီယိုဖိုင်တွေမှာပြန်ဆောင်ကြမယ်နော်